လန်ရှုံမြို့ကိုရှစ်လကျော်ကြာထိန်းချုပ်လာတဲ့ကိုကန့်တပ်ဖွဲ့ MMDA ဟာတရုတ်ရဲ့အတင်းကျပ်ဖြစ်ရာကြောင်းပြန်လည်တပ်ဆုပ်ရတော့မယ်လို့ MMDA ရဲ့နှိဆက်သူတွေကတော့ပြောဆိုလိုက်ပါတယ်။လန်ရှုံမြို့ကို MMDA နဲ့အတူပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်ဩဂလ3ရက်နေ့မှာအပီးထိန်းချုပ်နိုင်ခဲ့ပေမဲ့တရုတ်ရဲ့အတင်းကျပ်ဖြစ်အားပေးမှုတွေကြောင်းဧပြီလ22ရက်နေ့အပီးတပ်ဆုပ်ခွာရမယ်လို့ MMDA နဲ့နှိဆက်တဲ့သူတွေကတော့ပြောလာပါတယ်။ ဒီလိုတက်ဆုတ်ခွာမှုတွေနဲ့အတူလာရှုံမြို့နယ်အတွင်းမှာရှိနေတဲ့ကျမရဲဆိုင်ရာပစ္စည်းတွေအောက်ချုပ်ရဲပိုင်းဆိုင်ရာရန်တရာပစ္စည်းတွေကိုလည်း MMDA ကတပါးတည်းပြန်ယူတွားနေကြအောင်လာရှုံမြို့ဒေတာအခန့်တွေရဲ့တည်င်းပေးပို့ချက်အရာတရားပါတယ်တားပြင်းလာရှုံမြုပ်ပေါ်ကလူနေရက်ွက်တွေမှာစက်ကောင်စီကထိန်းချုပ်တွားမှာဖြစ်ပြီးတော့ကျေးရွာဖက်တွေမှာတော့ကိုကန်တပ်ဖက်ကရှိနေမှာဖြစ်ကြောင်းလုံခြုံရေးအယအမိမဖော်လို့တဲ့ဒေတာခန့်တူကတော့အခုလိုပြောပြပါဗျာ ကိုကန့်တပ်ဖွဲ့အားတော့လာရှောနေတက်ဆုတ်သွားဖို့အားတော့လုံးဝတေချာတော့စေအောင်စီဘက်ကနေတော့အရတအုပ်ချုပ်ရေးပိုင်းလာဝကယုံတို့ဂျမရေးပိုင်းပညာရေးပိုင်းအင်းဆုံးဝင်လာမယ်ပေါ့ဒါပေမဲ့စေအောင်စီကလာရှောမျိုးပေါ်ကနေရက်ကွက်တက်ကနေစနစ်အထိလောက်ပဲသူတို့အုပ်ချုပ်မယ်ဂျန်တဲ့ပြင်ပတ်တွေကတော့ကိုကန့်တပ်ဖွဲ့နေပြီးတော့ပဲထိန်းချုပ်မယ်ပေါ့ပြောရမယ်ဆိုရင်တော့စစ်ကောင်စီကလာရှုမြို့ထဲမှာပဲလာနေမယ်ပေါ့ ပြီးတော့ကိုကန့်ရဲ့ဆက်ဆံရေးရောင်းကလည်းလာရှော့ထဲမှာပဲရှိနေအောင်ပဲပေါ့စက်ကောင်စီတပ်တားများကလည်းစစ်တင်ရဖြစ်ဝင်ရောက်နေထိုင်မှာဖြစ်ကြောင်းနဲ့တိုင်းစစ်ဌာနချုပ်အနေနဲ့ပြန်လည်ဝင်ရောက်လာမှာမဟုတ်ဘူးလို့ MMDA နဲ့နေဆက်တဲ့သူထေရငန့်နေတည်ရပါတယ်။ တဆန်29ဆစ်စင်ဟာဆက်အနာရှင်အမြင့်ပြတ်ချင်မုံရင်ကြားဖြတ်နေနေရင်ဆိုတဲ့ခေါင်းစဉ်နဲ့ညီနာမဟာမိတ်တုံးဖက်ကစတင်ခဲ့ပြီးတော့ရှမ်းမြတကျော်ဆစ်စင်ရင်မှာပီတုကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF များဗမာပီတုလွတ်မြောက်ရေးတပ်မတော် BPN တို့လည်းပါဝင်တိုက်ခိုက်ခဲ့ပါတယ် ဆရာနာရှင်တိုက်ဖြတ်ရေးအတွက်သဆန်29ဆစ်စင်ရင်ဟာကြီးမားတဲ့အောင်မြင်မှုဖြစ်ပေမဲ့လည်းတစ်ဖက်မှာလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်အားနဲ့တရုတ်အာဏာလွှမ်းမိုးမှုတွေကြောင့်လာရှိုမြို့ကနေဆက်ခွာတော်ရမယ့် MMD ရဲ့တပ်ကိုအဖက်ဖက်ဆုံရှုံခဲ့ရတဲ့လာရှိုပြည်သူတွေကတော့မေခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်လာရှုံမြို့တိုင်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီကိုကန်တပ်ဖွဲ့နဲ့တရုတ်တွေရဲ့နိုင်ငံရေးကစားကွက်ထဲမှာပြည်သူတွေကတော့အတုံးချခံလိုက်ရတယ်လို့ဒေတာခဏင်ကတော့အခုလိုဆက်ပြောပါဗျာ။ လာရှောလာတိန်တော့တော့သူတို့အနေနဲ့တရုတ်ရဲ့ဖြစ်အားရှိမယ်ဆိုတာလေတည်ရယ်စစ်ကောင်စရာလေးရင်ရှိနေရယ်ဆိုတာလေသူတို့အရင်ကတည်းကတည်ရယ်ဒီဖြစ်အားတွေကိုသူတို့မလွန်ဆန်နိုင်ဘူးဆိုတာလေသူတို့တည်ရယ်အဲ့ဒါတည်နေပြီးသားနဲ့ဘာလို့လာတိုက်နေရလဲဆိုတာမိခွန်းထုတ်ရှင်တာပေါ့ခုလို့အကြောင်းပြချက်နဲ့ကျွန်တော်တို့လာပြီးတာကတော့အစင်မပေးဘူးခုကျွန်တော်တို့လာရှောမျိုးပြည်သူတွေကဘာနဲ့တူလဲဆိုရင်တော့ သူတို့ရဲ့နိုင်ငံရေးကစားဝိုင်းထဲမှာတက်တက်ကိုထိုးကြွေးခံရတာဘာလို့လဲဆိုရင်လရှုမျိုးပေါ်ကဒူရီယာတည်တဲ့တည်ပြောင်းတဲ့လူရဲ့ပြောင်းနေအိမ်ရှိတဲ့လူတွေကလည်းအများကြီးပဲလေဆလဘီလာရှော့မြို့ကို MMDA ကထိန်းချုပ်ပြီးတဲ့နောက်ပိုင်း၎င်းတို့ကိုယုံကြည်ပြီးလာရောက်ခုလုံအလုပ်လုပ်ပေးနေကြတဲ့ CDM ဝန်ထမ်းတွေအလုပ်တမားတွေအပေါ်လဲတာဝန်ယူမှုရှိစေချင်တယ်လို့လာရှော့မြို့လူငယ်တူကတော့ပြောပါတယ်။ တဖက်မှာလည်းကိုကန်တပ်ဖွဲ့ကလာရှူမြို့ကနေတက်ဆုတ်ခွာရမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့တစုံတရာထုတ်ပြန်ပြောဆိုခြင်းတော့မရှိသေးပါဘူး။စစ်ကောင်စီနဲ့ကိုကန်တပ်ဖွဲ့တို့တရုတ်နိုင်ငံကုမင်းမြို့မှာပြီးခဲ့တဲ့မတ်လ20ရက်နေ့ကတွေ့ဆုံခဲ့ပြီးတော့အခုကဲ့သို့နယ်မြေခွဲဝေအုပ်ချုပ်ရေးအဆင့်တင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒီနာမဟာမေအဖွဲ့ဝင် MMDA အနေနဲ့အခုလိုလာရှော့ကနေတက်ဆုတ်ခွာခဲ့တယ်လို့ထန်နေနေအနေနဲ့လည်းတရုတ်ဖိအားနဲ့၎င်းတို့ထိန်းချုပ်နေမြေကနေတက်ဆုတ်ခွာလာနေကြောင်းနိုင်ငံရေးလေးလာတုံးတက်သူတွေကတော့ပြောပါတယ်။ ပြီးခဲ့တဲ့ဧပြီနေ့ရက်နေ့ကနေ22ရက်နေ့အထိရက်20ကြာအပြစ်ခတ်ရက်စဲကျင်းညာထားတဲ့စက်ကောင်ဆရာလဲထ ਿਆ နေနေထိုင်းချောက်နားတဲ့နေမြေတွင်မှာလေကြောင်းပုံကျဲတက်ခိုက်မှုတွေရှိနေပြီးရှမ်းပြည်ညောင်ရွှေမြို့နယ်တွင်မှာလည်းလေကြောင်းနဲ့ပုံကျဲတက်ခိုက်မှုတွေဆက်လက်ရှိနေပါတယ်ကျွန်တော်တော့ကြိုက်စင်လင်ပါ